ဟောမင်္ဂလာပါဒီနေ့ကျမကလေးတွေကိုထားရှိတဲ့ consequences အကြောင်းပြောပြချင်ပါတယ်။ဟာဆိုတော့ဒီနေ့မနေ့ပဲကျမသမီးအငယ်လေးကနေကျမနဲ့ဖြစ်သွားတဲ့အဖြစ်ရဲ့ကလေးပေါ်မူတည်ပြီးတော့အာမိပိုင်နဲ့မျှဝေခြင်းနဲ့ပေါ့နော်။ဘာလဲဆိုလို့ရှိရင်အာကလေးတွေကအဲ့လိုမျိုးပေါ့ဟို testing လုပ်တာပေါ့နော်။ဟော ကိုသွေးသွဆန်းတယ်လို့ခေါ်မလားနော်ကိုသူတို့ငိုလို့ရှင်ရမလားအရင်ရှေ့ပိုင်းမှာလည်းမိဘတွေကငိုတာမခံနိုင်ဘူးကလေးတွေကသူတို့အဲ့လိုမျိုးကြီးကြတာကိုမကြားချင်တဲ့မိဘတွေရှိတယ်ဒါလေးတွေလည်းကျမတို့ရဲ့ trauma တွေကြောင့်ဖြစ်တဲ့ငယ်စင်ပါဒါကိုကိုတွေကသိနေဦးနားလည်းမနေဘူးဆိုသည်တန်တရားကြီးကပြန်လင်းနေတယ်ငယ်တုန်းမှာကိုကအော်လို့အာငိုလို့အမိဘကိုရိုက်တယ်အဲ့တော့ကိုကအော်ရာငိုတာဒီမကောင်းတဲ့ကိစ္စလို့ထင်တယ်ဟိုက်တွေ့ကြောင့်မလို့ကလေးတွေအော်ရင်ငိုရင်လည်းကိုကကိုကလေးတွေကိုအော်ရင်ငိုရင်ကိုမခံစားနိုင်ဖြစ်တယ်ဒါတွေကကျမတို့တန်တရား လေးနေရပေါ့နော်ဆိုတော့အာဒီနေ့မနေ့ဆိုလို့ရှိရင်ကြာပါဖြစ်လဲဆိုတော့အာကျမသမီးအငယ်လေးကအင်ကြီးကဒီနေ့အဝါရောင်လေးဝတ်ထားတယ်သူတို့တွေကအဲ့လိုမျိုးကိုကြိုက်တဲ့အင်ကြီးလေးနဲ့ကိုကြိုက်တဲ့ hair clip လေးနဲ့အဲ့လိုမျိုးမနေ့ပိုင်းမှာအဲ့လိုအကိုကိုပြင်ဆင်ကြရတယ်ပေါ့နော်ကြောင်းသွားမယ်ဆိုလို့ရှိရင်ဘာမှလုပ်ပေးစရာမလိုဆိုတော့ဒီနေ့ကျတော့သူက အာသူတို့တွေအစောကြီးပဲနိုးပြီးတော့အချိန်နဲ့နဲ့ပုံနေတော့ကစားကြတယ်သူတို့တွေကစားရင်းနဲ့โอเคအချိန်ရောက်ပြီးသွားရမယ်ဆိုတော့တည်တဲ့အတိုင်းပဲကလေးတွေကကစားလက်စားဆိုတော့သူတို့မသွားချင်ဘူးသူတို့ဆိုမဲ့နှစ်ယောက်ထဲမှာငယ်ပါပဲအကြီးကတော့အာချက်ချင်းပြောရင်ထပြီးတော့သွားတယ်အငယ်ကသွားချင်ဘူးကြောင်းမသွားချင်ဘူးအာဒီနေ့မသွားချင်ဘူးစော့ချင်သေးရဲ့ဆိုပြီးတော့ဖြစ်ပါလေဆိုတော့မသွားလို့မရဘူးအိမ်မှာဘူးမှမရှိဘူးဆိုတော့အမ်သူကဟိုအမှန်တော့ကြောင်းမသွားချင်တာဒါပေမဲ့သူကဘာကိုကြည်ကြလဲဆိုတော့ သူ hair clip ပေါ့နော်သူကအဝါရောင်လေးပထမတော့ကဘီကုတ်ကလေးအဲ့ဒါလေးကိုသူကအင်ကြီးလေးနဲ့အလိုက်ပေါ့လေဝတ်ထားပြီးတော့မှပန်းရောင်ကလစ်ကိုတွေ့ပြီးတော့အဲ့ပန်းရောင်ကြီးကိုသူကအကြီးပဲပြီးတော့ဖဲပြားကြီးရပန်းရောင်ဖဲပြားကြီးကိုသူကအဲ့ဒါကိုခေါင်းမှာတက်မဲ့လုပ်ပါလေရောကျွန်မခေါင်းဖိပြီးတော့အဲ့ဒါနဲ့ဒါကျွန်မပြောတာပေါ့ဟဲ့တမိဒီပန်းရောင်ကြီးကအင်ကြီးနဲ့မလိုက်ဘူးပေါ့အဲဆိုတော့ဘာဖြစ်လဲသူဒါပဲကြိုက်ထဲဒါပဲဝတ်မယ်ဆိုပြီးတော့သူကအဲ့ဖဲပြားပန်းရောင်ကြီးကိုသူကဟိုအင်ကြီးရ trust ကအဝါရောင်လေးနဲ့ဝတ်လာတယ်ပေါ့ အဲ့ပြီးတော့အဲသူ့အမောက်ချချလဲချပြီးတော့သူ့ဟိုသူ့အမောက်ချပြီးတဲ့ချိန်မှာကျမတို့ကြောင်းဆက်သွားမယ်လို့တော့သူကအရင်တော့ကသူကြံခဲ့တဲ့ဒီကလစ်အော်ပါဘီကုတ်အဝါရောင်ကိုသူပြန်ပွားပြီးယူခြင်းပါတယ်ဖြစ်ပါလေရောအဲမန်တော့အိမ်ထဲက9မိနစ်လောက်ပဲဝေးသေးတယ်ဒါပေမဲ့ကျမကပြန်သွားယူလိုက်ရင်ဘာဖြစ်မလဲဆိုတော့ကလေးကိုကျမ consequences ကိုသင်ပေးလိုက်ရမှာရဘူးဆိုလိုတာကကိုယ့်ရဲ့ ဆုံးဖြတ်ချက်ကနေရတယ်နောက်ဆက်တွဲစိုးချိုးပေါ့နော်အဲ့ဒါကိုကျွန်မကသူ့ကိုမတိလိုက်စေဘူးနော်ဒီဟာလေးက hair clip လေးပဲဒီခေါင်းစည်းချိုးလေးပဲဘာဖြစ်လို့လဲတွားပြန်ယူပြီးတော့ကလေးအိုက်မှာအကြီးကျယ်ငိုပါလေရောသူတို့တွေကပြီးတော့ရူဘီကအရန်ငိုတန်းတော့သူကငိုလို့ရှင်တကယ်ဟိုလှက်လှိုက်လဲလဲနဲ့ဟိုဘယ်လိုခေါ်မလဲအရန်ပဲတနာဖို့ကောင်းတယ်ပေါ့နော်မိဘအနေနဲ့ဆိုလို့ရှင်တော့တုံတုံတန်ယုံဒီမြင်ကွင်းကိုကြည့်တယ်ဆိုလို့ရှင်မိဘတရားနေနဲ့ကျွန်မဝေဖန်ကြလိမ့်မယ်ကလေးတစ်လောက်ငိုနေတဲ့ဥစ္စာကိုဒီခေါင်းစည်းချိုးလေး9မိနစ်ပဲပြန်သွားယူပေးလိုက်တော့ ဘာဖြစ်မှာမဟုတ်လို့လေเนาะဆိုပြီးတော့တော့ပြောနိုင်တယ်ဒါပေမဲ့ဒီဟာကောင်းစီကျိုး မဟုတ်ဘူးဒီ9မိနစ်ကိုကျမသွားပြန်ယူမပေးတာယူပေးတာကြောင့်လည်းမဟုတ်ဘူးဒါကကျမဘာကိုသင်ပေးခြင်းလဲဆိုရှင် consequences ကိုကျမသင်ပေးခြင်းလားအခုချိန်မှာတော့ဟုတ်တယ်ဒါကောင်းစီကြိုးလေးပဲဘာမှမဟုတ်ဘူးဒါပေမဲ့ तू ကဘာကိုသိသွားမလဲဆိုလို့ရှင်သူ့ရဲ့ဆုံးဖြတ်ချက်ကနေပြီးတော့မှ तू ဆုံးဖြတ်လိုက်တဲ့အရာတခုမိဘစကားနာနံပါတ်1ကအဲကျမသူ့ရဲ့အဝိုင်ရောင်လေးနဲ့လိုက်တယ်ဝိုင်ရောင်လေးဝတ်ပါလားအဲတမီးရဲ့ဘာလို့ပန်းရောင်ဝတ်မှလဲဆိုတော့စကားနာမထောင်ဘူးနံပါတ်1ကအဲအဲနံပါတ်1ကစကားနာမထောင်ခဲ့တာရေနံပါတ်2ကကိုယ့်ရဲ့ဆုံးဖြတ်ချက်ကန နေပြီးတော့မှရတယ်နောက်ဆက်သွယ်ဆွဲကျူးသိစေချင်တာရယ်နော်ဒါဒါကျမဟိုဟိုဟာပေါ့ဘယ်လိုခေါ်မလဲဟိုမိဘတယောက်နဲ့ evil ဖြစ်တဲ့ပုံနေရနေလာတာမဟုတ်ဘူးပေါ့နော် evil ဖြစ်တယ်ဆိုတော့မပြောဘူးလားနင်ခုနကတော့ငါမပြောဘူးလားငါစကားနားထောင်လိုက်ဒီလိုမဖြစ်ဘူးဆိုတော့တော့အခုတော့ငါသွားမြူပေးနိုင်မှုဆိုတော့ရွေတဲ့နေရနေပြီးတော့ကျမလာတာမဟုတ်ဘူးအဲ့ချိန်မှာကျမတစ်ချိန်လုံးသူ့ကိုကျမဟို validate လုပ်နေရတယ်နော်တမိလေးကအဝိုင်အောင်လေးလိုချင်တယ်မမေသိရင်နော်ဒါပေမဲ့မေတို့ပြန်သွားယူလို့မရအောင် အဲ့ဆိုတော့မေတို့ကလမ်းခုလမ်းမှာရောက်နေပြီ။တမီးကခုနကတော့ဆုံးဖြတ်ချက်ချရမှာ။တမီးဆုံးဖြတ်ချက်ကနေရတဲ့နောက်ဆက်သွဲဆိုကျိုးတမီးကယူရလိမ့်မယ်။အဲ့တော့နောက်နေ့ကြလို့ရှိရင်တမီးဝှက်ချင်းနောက်နေ့ကြရင်ဝါရောင်လေးဝှက်။နောက်ပြန်ဝှက်ဒီအင်ကြီးလေးပဲပြန်ဝှက်လဲရသေးတယ်။အဲကျွန်မအဲ့လိုအခြားဝါရောင်အင်ကြီးလေးနဲ့ဝါရောင်ကောင်းစီကျိုးလေးနဲ့ဝှက်ပေါ့။ကျွန်မပြည့်ရပြည့်ကြောင်းပြောတာပေါ့နော်။အဲဒါမဲ့တည့်ရတိုင်းမကလေးတွေကငိုတာပေါ့။သူကလည်းစွဲကြီးကြီးနဲ့ငိုပေါ့ဆက်ငို။ကျွန်မတို့ကအဲ့မှာ distract လောက်ကလေဒီမှာကျွန်မတင်ပေးချင်တာကအဲနံပါတ်1မလိုက်ရောဖို့ရယ်။ မလိုက်ရောဖို့ဆိုတာအဲကျမတို့ကလိုက်ရောနိုင်တဲ့ကိစ္စပါဒါပေမဲ့လေကိုရီးယားအဲ့လိုလိုက်ရောလိုက်လို့ဖြစ်ပေါ်လာမဲ့နောက်ဆက်သွဲစိုးကျိုးတွေရှိရဲဆိုတာကိုသိတယ်ဆိုလို့ရှိရင်ကျမတို့ကကိုယ့်ရဲ့စကားကိုတီးပြီးွားတော့ကိုယ့်ကလေးကိုသူ့ရဲ့ဆုံးဖြတ်ချက်ကနေပြီးတော့ရတယ်အာသင်ကန်းဆောင်ရစီပါနော်နံပါတ်2ကကြတော့ကျမဘာကိုပြောချင်လဲဆိုလို့ရှိရင်ကျမတို့ distract လုပ်လို့ရတယ်ကလေးတွေငိုရဲကြည့်ဆိုကလေးတွေရဲ့အုံနောက်က attention span ကအရန် short ဖြစ်တယ်ဆိုတော့ကျမတို့ကလေးတွေကအခုချိန်မှာအရန်ပဲမရဘူးဒီကောင်းစီကြိုးဒီဒီဒီအဝါရံအဝါရံပဲဖြစ်နေ ရဲဆိုမှကျွန်မအဲ့ချိန်မှာသူ့ဘာ distract လုပ်လိုက်လဲဆိုတော့ဖြစ်ချင်တော့ကျွန်မရဲ့အာအာကားပေါ်မှာတခြားကောင်းစီကျိုးရှိတယ်အာဝါရောင်တော့မဟုတ်ဘူးဒါပေမဲ့ရွှေရောင်လေးပေါ့ရွှေရောင်လေးဆိုတော့ကျမကသူ့ကိုပြလိုက်တယ်ဟဲ့သမီးလေးဒီမှာကျန်း မေမေစီမှာကောင်းစီအာဒီဟိုရွှေရောင်ကောင်းစီကျိုးလေးလည်းရှိနေသားပဲဆိုတော့တမိပန်းရောင်ကြီးမဝေ့ချင်တော့အင်ဂျင်နဲ့မလိုက်ဘူးဆိုတော့ဒီမှာရွှေရောင်နဲ့ဝိုင်ရောင်နဲ့လိုက်တယ်ဆိုပြီးတော့ကျမတို့ distract လုပ်လိုက်တယ်ပေါ့နော်ဆိုတော့မရဘူးငိုနေတော့မယ်အဲ့ဒါအဲ့ရွှေရောင်ကိုဟိုသူယူကြည့်တယ်ယူကြည့်ပြီးတော့ဟာဒါကြီးက broken ဖြစ်နေတယ်ပျက်စီးနေတယ်ဆိုပြီးတော့ပြောတယ်အာကျမပြန်ပြီးတော့ distract လုပ်တယ်မေမေပြင်ပေးမယ်နော်ပြင်ပေးပြီးလို့ရှိရင်အာမေမေကဒီကောင်းစီကျိုးဒီဟာကိုတမိကို ဒီကလစ်ကိုခေါင်းမမှာတင်ပြီးပြီးဓာတ်ပုံရိုက်ပြီးပြမယ်မပြတ်မပြတ်နေဘူးเนาะဟိုပြတ်နေတာ broken ဖြစ်နေတာမဟုတ်ဘူးဆိုတော့တမှုပြမယ်အဲ့လိုမျိုးပဲပေါ့เนาะ distract လောက်ကြတယ်အဲ့ပြီးတော့ခဏနေတော့ तू ဆက်ပြီးတော့ငုံနေတော့မယ်ဆိုတော့ तू မှာ bow distract လောက်ပဲ तू အမြင်နှာထောင်နေကြတဲ့ချင်းရှိရယ်ဆိုတော့ကဲမေတို့တချင်းနှာထောင်ကြမယ်အဲတချင်းနှာထောင်နေကျွန်မအဲတချင်းလေးလိုက်ဆိုးလိုက်တယ်ဆိုတော့ခဏနေတော့ तू နည်းနည်းအာနေသွားပြီးတော့ तू acrylic ပဲယူမယ်ပေါ့လေ acrylic ဆိုတာဟိုကျွန်မဟိုရွှေရောင်ပေါ့လေကျွန်မခန်းထဲမှာဟိုကားထဲမှာရှိနေတဲ့ရွှေရောင်ပဲ तू ယူမယ်ဆိုပြီးတော့ဖြစ်တယ်ဆိုတော့ okay ဆိုလို့ရှိရင်တော့ ရွှေရောင်လေးပဲယူသွားပြီးတော့အဲចောင်းသွားလိုက်ပေါ့နော်အဲပြီးသွားတော့အမှန်တကယ်တော့ဒါတွေကလုံးဖြစ်တယ်ဆိုတာဒီကလစ်ចောင်းမဟုတ်ဘူးကျမသိတာပေါ့ तू ចောင်းမသွားခြင်းလို့ဖြစ်နေရလိမ့်နော်ဆိုတော့ကျမတို့ကចောင်းရောက်တဲ့အခါမှာ तू ကရောက်လို့ရောက်လာပြီးွားပြီပေါ့ဆိုတော့ဟိုဒီ ူနေခြင်းအောင်ဘောနော်နောက်တစ်ခါထပ်မငူအောင်ဘောဆိုတော့ तू ကအဲ့လိုမျိုးကြံခဲ့ရင်လည်းငူနေပြန်ရောလीဆိုတော့အမြင်နဲ့ကျမတို့ပေးနေတဲ့ sticker pack လေးရှိတယ် sticker pack လေးကျမယူတယ်ပြီး sticker pack မှာကျမနောက်ဆုံးနောက်ထပ်တစ်ချက်ကပါလဲဆိုရွေးချယ်စရာပေးတာခြေဘက်မှာသူ့ကို तू ကရွေးချယ်စရာ तू तू မှ तू ရွေးပြီးတော့အင်ဂျီဝါစာ तू ကြိုက်တာ तू ဝတ်တယ် तू ကြိုက်တဲ့ခေါင်းစည်းကြိုးစည်းတယ်ဆိုအဲ့တော့ចောင်းသွားဖို့တိုင်အောင်လာမှာပဲနောက်နောက်ဆုံးအနေနဲ့ငါဘာလေးသူ့ရွေးချယ်စရာပေးနိုင်လေဆိုလို့ရှိရင်ဒီမှာ sticker pack ထဲမှာ ကြိုက်တက်စတစ်ကောက်ယူလိုက်ရေးခိုင်းတယ်ဆိုတော့အဲ့ထဲမှာသူကပါအောင်ရသွားလဲဆိုတော့အော်ဒါငါငါရွေးချက်ငါကျွေးချက်လို့ရပါလားငါ့ဆုံးဖြတ်ချက်ပါလားဆိုတဲ့ပုံစံမျိုးလေးတစ်ခုကိုကျွန်မပေးလိုက်တယ်သူကြံခဲ့တဲ့အချိန်မှာပေါ့နော်သူအာကျောင်းအထက်ကိုဝင်ရတော့မယ့်အချိန်မှာ sticker pack နှစ်ခုတည်းတိုက်တာလေးယူရဆိုတော့သူကြိုက်တာလေးသူရွေးသွားတယ်အင်ဒီလေးပေါ့ကတ်သွားတယ်မမျိုးရွှေရွှေမဲ့သူပြန်ဝင်သွားတယ်မငိုတော့ဘူးပေါ့ထပ်ပြီးတော့နော်သူငိုရင်လည်းကျွန်မထားခဲ့ရမှာပဲလေမတတ်နိုင်ဘူးဒီလိုပဲဆိုတော့မခံစားနိုင်ဘူးအမှန်တမ်းပြောရရင်မြန်မာမိဘဆိုတော့ကလေးဟိုတာမခံစားနိုင်ဘူးကလေးကြီးတာ မခံစားနိုင်ဘူးလိုက်ရောကျင်တယ်အဲ့လိုမျိုးဟိုဟာ fixer ပေါ့နော်အဲမိဘတို့လိုများများအရှက်တို့လိုများအဲ့လို fixer လေဆိုတော့ဒါကိုကိုကတိထားတယ်နားလည်ထားတယ်ဆိုလို့ရှိရင်ကျမတို့ဒီမနက်ကဖြစ်သွားတယ်ကလေးဒီခေါင်းစီကျိုးလေးပြန်ယူခြင်းနဲ့ပြဿနာနေပြီးတော့ကျမတို့သင်ငန်းစာ၃သင်ငန်းစာရတယ်အပြင်နောက်ထပ်ဒီကလေး ိုပြုစုပြုထောင်နေ3မျိုးပေါ့နော်ဒီဟာကိုကျွန်မတခါလေးကျင့်သုံးလိုက်ပြီးသားဖြစ်သွားတယ်ဆိုတော့အာဒီဟာလေးကိုကျွန်မမျှဝေချင်တာပါဆိုတော့မိဘတွေအနေနဲ့လည်းအဲကျွန်မတို့ကဟိုဒါလေးပဲဆိုတဲ့ပုံစံမျိုးမတွေးဘဲနဲ့ကျွန်မတို့ရေရှည်ငါငါဆုံးငါဒီကလေးကိုစီစီကန်ချမှတ်နေတာလေဒီဒီကလေးရဲ့တသက်စာရေရှည်အတွက်ဖြစ်တယ်အဲ့အတွက်ကြောင့်မလို့ငါဟိုစိတ်ခိုင်ခိုင်ထားရမယ်ပေါ့နော်ဒါဒါရက်ဆက်နေဖို့မဟုတ်ဘူးဒါအော်ဟစ်နေဖို့မဟုတ်ဘူးအာဟိုဒါပဲမဲ့လဲကျွန်မတို့ကကလေးကိုပြေးရတဲ့အကြောင်းပြောမယ် distract လုပ်မယ် အဲပြီးလို့ရှိရင်သူရွေးချယ်စရာပေးမယ်အဲဒါပေမဲ့လည်းသူမလိုက်ရောเนาะအဲ့ဒါလေးကိုကျွန်မသိစေချင်လို့ဒီမှာမျှဝေလိုက်တာပါโอเคဟာဆိုနောက်မှတွေ့မယ်ဘိုင်